ဒီဗီယိုမှာတက်ကနိုဖုန်းတွေမှာပါတဲ့အမိုင်းစားဖီးချာအကြောင်းပြောပြပေးမယ်။မိတ်ဆွေကတက်ကနိုဖုန်းကင်ထားလို့ဆိုရင်ဒီဗီယိုကိုအဆုံးကြည့်ကြည့်ဖို့လိုလိမ့်မယ်။ကျွန်တော်လည်းအတူတူစပြီးတော့ကြည့်လိုက်အောင်။ Yangon Mobile Store ပထမဆုံးတစ်ခုကတော့ကိုကဖုန်းကိုဒီလိုမျိုးအားသွင်းညွန်တန်းလန်းတဲ့ဂိမ်းဆော့တက်တဲ့လူတယောက်ဆိုရင်ဒီလိုမျိုးအားသွင်းညွန်တန်းလန်းတဲ့ဂိမ်းဆော့ရင်တော့မှကိုယ့်ရဲ့ဘက်ထရီမထိခိုက်အောင်လေကိုဖုန်းကိုဟိရီတက်မလာအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့တူကြည့်လိုက်အောင်အဲ့တော့ကိုကအသွင်းကျုံတန်းလန်းတဲ့ဂိမ်းလေးပါစော့တက်လူတယောက်ဆိုရင်ကိုယ့်ရဲ့ဘက်ထရီကိုမထိခိုက်အောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ပထမဆုံး setting နဲ့ဝင်မယ်ပြီးကြတော့အောက်ကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ special function ဆိုတာရှိတယ်အဲ့ထဲကိုဆက်ဝင်လိုက်ပြီးကြရင်ကျွန်တော်တို့ game mode ထဲကိုဆက်ဝင် ဒီကြောင့်အောက်ဆုံးကိုဆွဲချလိုက်မယ်ဆိုရင် buyback charging ရှိတယ်။အဲ့ထဲဝင်လိုက်။ပြီးကြရင် buyback charging ကိုနှိပ်ပေးလိုက်မယ်ဆိုရင်မင်းစုကအားသိန်းကျုံတန်းလန်းနဲ့ဖုန်းမဲပြောပြောဂိမ်းမဲဆော့ဆော့ကိုယ့်ရဲ့ battery ထိခိုက်မှာနဲ့ဖုန်း heat တက်လာမှာကိုစိတ်ပူနေစရာမလိုတော့ဘူး။နောက်တစ်ချက်ကတော့ကိုရှိကိုဖုန်းဝင်လာတဲ့အခါမှာဒီလိုမျိုး video လေးတွေနဲ့ ringtone ချအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ပြောပြပေးမယ်။အမြင်လဲပို့ပြီးတော့ဆန်းသွားတာပေါ့။အဲ့တော့စိတ်ဝင်စားရဆိုရင်အခုကြည့်လိုက်အောင်။အဲ့တော့ကျွန်တော်ရှေ့မှာပြခဲ့လို့ video နဲ့ ringtone လေးဘယ်လိုမျိုးလုပ်မလဲဆိုတော့ကျွန်တော်တို့ပထမဆုံးဖုန်းအထည်ဝင်လိုက်။ပြီးကြရင်ညာဘက်ရဲ့အပေါ်ဆုံးတော့မှာ ျွန်တော် setting လေးရှိတယ်အဲ့ setting လေးကိုထပ်ဝင်ပြီးကြရင်ဒီမှာ my video show ဆိုတာရှိရပေါ့နော်အဲ့ဒါလေးတွေကိုစက်ဝင်ပေးလိုက်ပြီးတော့ကိုကြိုက်တဲ့ video လေးကိုနှိပ်ပြီးတော့ဒီအောက်မှာ apply ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ရှေ့ရပြခဲ့လို့ဖုန်းလာတဲ့ခါမှာ video လေးနဲ့ ring tone လေးရသွားမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ techno phone တွေမှာသူများရမသိအောင် application တွေကိုဘယ်လိုမျိုးဖွင့်ရမလဲနောက်ပြီးတော့ပုံတွေကိုလည်းတနေရာထဲမှာဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုတူတူလေးပြောပြရမယ်ကြည့်လိုက်အောင်အဲ့တော့ technophone မှာ application တွေနဲ့ပုံတွေကိုသူများရမသိအောင်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ လက်လေးနဲ့ဒီလိုမျိုးလုပ်တိုင်းပြီးကြရင်အောက်ဖက်မှာ setting ဆိုတာလေးရှိတယ်အဲ့ထဲဝင်လိုက်ပြီးကြရင်အောက်ဆုံးကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ got ဆိုတာရှိတယ်အဲ့ထဲကိုဝင်လိုက်ပြီးကြရင်ဒီမှာဒီမှာ pattern လေးကြီးခိုင်းတယ်ပေါ့နော်ကိုကြိုက်တဲ့ pattern ကိုထားပြလိုက်ဒီလိုမျိုး application ထားလိုက်မယ်ဆိုရင်ဒီ vault ထဲကိုရောက်သွားပြီဒီ vault ထဲမှာဆိုရင်ကိုကပုံတွေဖွက်ချင်တာလား video တွေဖွက်ချင်တာလား application တွေဖွက်ချင်တာလား document တွေဖွက်ချင်တာကိုကြိုက်တဲ့ဘာကိုတနေရာထဲမှာစွတ်စွတ်စီစီဖွက်လို့ရတယ် အဲ့တော့လုံလုံကြုံကြုံဖြစ်တာပေါ့နောက်ဆုံးတစ်ခုကတော့ကိုရှိကိုဖုန်းဝင်လာတဲ့ခါမှာဘာခလုံးမှနှိုက်စရာမလိုပဲနဲ့ကိုရဲ့နာနာကိုကတ်လိုက်တာနဲ့အော်တိုအန်ဆာဖြတ်သွားအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ပြောပြပေးမယ်အဲ့တော့ကျွန်တော်ရှင်းမှာပြခဲ့လို့ဘာခလုံးမှနှိုက်စရာမလိုပဲနဲ့နာနာကတ်လိုက်တာနဲ့ဖုန်းကင်အောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်လိုက်မယ်ပြီးကြရင်အောက်ဆုံးဆွဲချလိုက်မယ်ဆိုရင် system ဆိုတာလေးရှိတယ်အဲ့ထဲကိုဆက်ဝင်လိုက်ပြီးကြတော့ဒီမှာ action and gear ဆိုတာရှိရဲအဲ့ထဲကိုဝင်လိုက်ပြီးကြရင်ဒီမှာကြည့်လိုက်မယ်ဆိုရင် rise to er ဆိုတာ off ဖြစ်နေတယ် အဲ့ဒီကိုဝင်ပေးလိုက်မယ်ဆိုရင်ကိုကဘာခလုံးမှနှိပ်စရာမလိုဘဲနဲ့နားနားကိုကတ်လိုက်တာနဲ့ဖုန်းကအော်တိုမက်တစ်ကင်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီ view လေးကတက္ကနိုဖုန်းတွေမှာပါတဲ့အမိုင်စာ feature တွေကိုပြောပြပေးရတာဖြစ်ပါတယ်။ကျွန်တော်နောက်ထပ် video မှာလည်းအခြားသော content တွေနဲ့ပြန်လာအောင်မှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကြည့်တင်နေကျွန်တော်အောင်ခံပါ